စစ်ကောင်စီကဒါထုံးစံပဲလीနော်သူတို့ကိုသွားပြီးတော့အ short ပေးဟပေးတာ ਨੇ သူတို့အကုန်လိုက်သိမ်းတာပဲအခုဆိုလေးကိုကိုသိမ်းမှုစူးစမ်းနေပြီအကုန်လုံးစူးစမ်းနေပြီပေါ့နော်အဲ့တော့အဲ့ဟိုကောင်းတာကဒါ PGF တွေကစစ်ကောင်စီနဲ့အတူတူဝိုင်းတိုင်းနေတယ်လို့ပြောတယ်အားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်အများမြန်မာသတင်းထူးသတင်းဥတွေကိုကြည့်ရှုနှာစင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ် ကရင်ကကရင်ရှင်းရှင်းမတိုက်ရဘူးလို့ပြောမြဲဦးတိုက်နေရပါပြီ။ဟိုတစ်ချိန်လုံးက DGB နဲ့စစ်ကောင်စီနဲ့ KNU ကိုဝိုင်းတိုက်တယ်ပေါ့။အခုအခုခေတ်ကတော့ DGB တစ်ဖြစ်လဲဒီဒီ PGF တွေနဲ့စစ်ကောင်စီကတစ်ဖက် KNU ကတစ်ဖက်ပေါ့ဗျာ။အဲ့တော့ဒါကရင်ပြည်နယ်ရဲ့တမိုင်းကြောင်းပါပဲ။ အဲ့တော့ဟိုခက်ကတော့ဘာတွေဖြစ်ခဲ့လဲကျွန်တော်တို့အတိအကျမသိဘူးဒီခက်မှာတော့ကျွန်တော်တို့ရဲ့ပြည်မ PDF တွေလည်းအမြောက်များကင်းပြင်းနေမှာရောက်နေတာဖြစ်တဲ့အတွက်အကုန်လုံးမျက်ဝါးထင်ထင်တွေ့နေရပြီပေါ့အဲ့တော့ဒီစကမကတော့ဒါသူတို့ဘယ်သူမှမညာဘူးသူတို့အကုန်လုံးကိုပြန်တိုက်မယ်ဆိုတာရှင်းရှင်းလင်းလင်း သတင်းစကားပေးလိုက်တဲ့အနေထားပေါ့အဲ့တော့အဓိကတော့ဒီပါစာတွေနေကြီးပဲမဟုတ်ဘူးပေါ့နော်အချင်းချင်းတည်းကနေပြီးတော့စစ်ကောင်စီနဲ့ပူးပေါင်းသွားတဲ့လက်နက်ကိုင်တွေပေါ့ဟိုပါ PGF လို့ DGB လို့တို့ဒီကြောင် အခုလိုဖြစ်နေတယ်ဆိုတာကိုဒါကျွန်တော်တို့အားလုံးမျက်ဝါးထင်ထင်စိတ်ဝင်စားပွဲတွေ့ရတာပေါ့အဲ့တော့ဒေါ်လာကြီးကဟိုမိုင်းစုံတစ်ခုကိုစဖြတ်ပြီအရင်တော့ကတော့အားလုံးသောတိုင်းသားလက်နက်ကင်များကိုဒါကျွန်တော်တို့ကဖိတ်ခေါ်ခဲ့တယ်အကောင်းတွေပဲပြောပြခဲ့တယ် နော်သူတို့ကိုအနည်းမျိုးစုံနဲ့ကျွန်တော်တို့အားပေးခဲ့တယ်စီယုံခဲ့တယ်အားကိုးခဲ့တယ်ပေါ့ဒါပေမဲ့၅နှစ်ကြာလာတဲ့အခါမှာသူတို့ဒီရဲ့မင်းဖုံးတွေကြွာကြပြီးကိုဂျိုးစီးပွားတွေနဲ့ဒီနွေဦးတော်လှန်ရေးရဲ့ဒီအဓိကမန္တိုင်လို့ခေါ်တဲ့ဒီဆရာနာရှင်ကို မိန်နှင်းရေးနဲ့ဒီဆရာနာရှင်အုတ်ချုပ်ရည်ရန်တရားကို တားဆီးရေးပြည်သူအုတ်ချုပ်ရည်ရန်တရားဖော်ဆောင်ရေးဆိုတာကြီးကိုအနောက်ရှက်ဖြစ်လာပြီဆိုတာကိုပုံပွင့်လင်းလင်းတွေ့နေရပြီအဲ့တော့တတိမမှန်တဲ့လူတွေရဲ့မျက်နှာပုံကွာချခြင်းပေါ့အဲ့တော့သူ့ဘက်ကိုပဲ ရက်တည်ကြတာတွေပြောဆိုကြတာတွေရှုပ်ထွေးမှုတွေကနေရှင်းလင်းလာတဲ့အနေထားများပဲပေါ့အဲ့ဒါတွေအားလုံးကိုကြည့်လိုက်ရင်ကိုကျိုးစည်းပွားတွေနဲ့ပဲသတိပတ်သက်နေလားသူဦးချင်းတယောက်ချင်းရဲ့ကိုကျိုးစည်းပွားပေါ့သူကဒီမိုကရေစီရတာမရတာဖက်ဒရယ်ရတာမရတာရေးမကြည့်ဘူး လောလောဆယ်ငါတို့ပြေးလေတယ်ငါတို့ကြီးပွားနေတယ်ငါတို့နေသားနေတယ်ဆိုတဲ့ဒီစစ်ကောင်စီရဲ့အနေထားများနေဒီစစ်ကောင်စီရဲ့ရှင်သန်မှုတွေနဲ့အတူသူတို့ရဲ့ရှင်သန်မှုတွေတွေ့လေရတာ ူများကိုကြတော့သူတို့ကဒီဘဲခိုးပါတယ်မဲလိပါတယ်ဆိုတော့ရွေးကောက်ပွဲအကြောင်းပြချက်တွေပေးပြီးတော့သူတို့သူတို့ခေတ်ကမှကြတော့သူတို့မဲမပေးမဲ့ပြည်သူကိုနှီးမျိုးစုံနဲ့အရေးယူမယ်ဆိုတဲ့ဒီဒီအရေးယူမယ်ဆိုတဲ့ကျေးဇူးပါအရေးယူမယ်ဆိုတဲ့ဒီဘယ်လိုပြောမလဲလောက်ရက်တွေပေါ့နော်အတင်းမဲပေးခိုင်းတာတွေအတင်းအကျက် မဲဆွေစီယုံနေတာတွေဖန်စီနေတာတွေချင်းချောက်နေတာတွေဟိုလုံနေတာကဟိုသူတို့ပေးခဲ့တဲ့စင်ကြီးတွေနဲ့ပြောင်းပြန်ဖြစ်နေကြတာပေါ့နော်အဲ့တော့ဒါဟာလက်ရှိပြည်တွင်းမှာဖြစ်နေတဲ့စစ်ကောင်စီကိုပြောချင်တာကဒွင်းသေးပင်ဆိုင်ရင်ဒွင်းသေးပဲစားရမှာလीနော်တဲပင်ဆိုင်ရင် တည့်ချင်းလေးရမှာပဲเนาะအဲ့တော့ကိုဆိုင်တဲ့အပြင်ကိုရတာပါပဲအဲ့တော့သူများနိုင်ငံတွေရဲ့ဖြတ်တန်းသွားတဲ့တမိုင်းကြမ်းတွေပေါ့เนาะခီးကြမ်းတွေကိုကျွန်တော်တို့အတူယူဖို့လိုတာပေါ့အဲ့တော့နိုင်ငံတိုင်းနိုင်ငံတိုင်းဟာ ယုံကံနေကြရပါတယ်။ကမ္ဘာပေါ်မှာဒီမိုကရေစီဘိုးရီလို့ပြောတဲ့အမေရိကန်နိုင်ငံကတော့သူလဲအမှန်ကတူပါလာတာပါပဲ။သူလဲအစ်စ်အမှန်နိုင်ငံမဟုတ်ပါဘူး။တကယ်အစ်စ်မှန်နိုင်ငံကဥရောပပေါ့။ First World War country ဥရောပမှာတော့ဒါမျိုးလာလို့လူမရသေးဘူးပေါ့နော်။အထူးသဖြင့်ဗြိတိရှားမှာပေါ့။ ဥရောပကနေလွင့်စင်ထွက်ပြေးသွားတဲ့သူတွေနဲ့တိစောက်ထားတဲ့အမေရိကန်နိုင်ငံမှာသူတို့ကစနစ်လေးနည်းနည်းပြောင်းပြလိုက်တာပေါ့ဒါပေမဲ့အဲ့ဒီစနစ်ကတကယ်လည်းဥရောပကိုရှင်လို့မရဘူးဖြစ်နေတယ်အဲ့တော့သမရဥဘာမာကိုထိုင်ပြီးခဲ့တဲ့နှစ်ရက်ကဒီဂါဗနာမဲဆွယ်ပွဲမှာဗာဂျီးနီးယားပြည်နယ်ရဲ့ ဂါဗနာမဲဆွယ်ပွဲမှာပြောသွားတဲ့စကားအရာဆိုရင်အမေရိကန်နိုင်ငံဟာအမှောက်ကစ်ကိုပြသနေပြီလက်ရှိအမေရိကန်အစိုးရထင်ရှားလုပ်နေတာကိုထိုင်ကြည့်နေလို့မရတော့ဘူးပြောဖို့ပြောရတော့မယ်ဆိုပြီးတော့သူထောက်ပြပြောဆိုမှုတွေအများကြီးလှုပ်သွားတယ်ဒီနေ့ UK နိုင်ငံမှာဒီ reform party ပေါ့နော်အခု လူပြူအင်္ဂလိပ်တွေကြားမှာရေပန်းစားနေတဲ့ reform party ပေါ့နော် reform party ရဲ့ခေါင်းဆောင် Nigel Farage ကသူ့ party ရဲ့စီးပွားရေး policy တွေကိုမိကုံပြောကြားသွားတယ်အဲ့တော့ Netherlands နိုင်ငံမှာလုတ်သွားတဲ့ဥရောပရွေးကောက်ပွဲမှာတော့ဒီလက်ရဆုံး party ိုနယ်သာလန်ပြည်သူတွေက central လို့ခေါ်တဲ့ liberal democracy အဲ့ဒီမှာပဲပါတီခေါင်းဆောင်ကလည်းဒီဒီ every duty လို့ခေါ်တဲ့နော်လိန်ပြောင်းတည်ထားတဲ့သူပေါ့သူဦးဆောင်တဲ့ပါတီကမလိုပဲဖြစ်ဖြစ်ကပ်ပြီးတော့နိုင်သွားတယ်အဲ့တော့သူပါတီကနိုင်သွားတာပြည့်သူအစိုးရဖွဲ့တော့မယ် အစိုးရဖွဲ့တော်ဂျိုးပေါင်းပဲဖွဲ့ရမှာဖြစ်တာဖြစ်တဲ့အတွက်လက်အစုံပါတီကိုသူတို့အစိုးရဖွဲ့မှာမပါဘဲနဲ့အစိုးရဖွဲ့မယ်ဆိုပြီးတော့နယ်သာလန်မဲဆန္ဒရှင်ပြည်သူတွေကတော့အမေရိကန်ပြည်သူတွေနဲ့မတူဘဲဟိုလက်ရသမားတွေရဲ့ဖီလုံချိန်လုံးပေါ့နော်အဲ့ဒီလိန်ညာတွေကိုလက်မခံဘဲနဲ့ဥယောပဟာဥယောပပဲဖြစ်ပြီးတော့ပထမ fast forward ဖြစ်တဲ့အတွင်းဒီ လီဘရယ်ကိုပဲရွေးချယ်လိုက်တယ်။အင်္ဂလန်မှာလည်းဒေါ်နယ်ထရန့်ကိုအားကြတဲ့နိုင်ဂျယ်ဖာရစ်ပေါ့။နိုင်ဂျယ်ဖာရစ်ကဒီ Brexit ပေါ့။ဥရောပနေပြီးတော့ထွက်သွားမယ်။ UK ထွက်သွားမယ်ဒီ UK ထွက်သွားမယ်ဒီအဓိကတရားခံပဲဖြစ်တယ်။ဥရောပဥရောပနဲ့ UK နှုတ်ထွက်မှုတွေအဓိကလှုပ်ဆော်ခဲ့ပြီးတော့ပြည်သူတွေကိုဒုက္ခကြားထဲမှာထဲခဲ့တယ်လို့ Brexit ကြောင့်ပြည်သူတွေအများကြီးကုန်စည်နှုန်းတွေကြီးအခက်အခဲစီးပွားရေးတွေထိခိုက်အောင်လုပ်ခဲ့တဲ့ပြည်ထောင်နိုင်ငံကိုလက်ရဆောင်အယူဝါဒတွေနဲ့ဒီလုပ်ခဲ့တဲ့ပြည်ထောင်နိုင်ငံကြီးသမားတယောက်ဖြစ်တယ်ပေါ့နော်လက်ရဆောင်တယောက်ပေါ့အေးသူသူက ဒီမနိုင်မချင်းပေါ်ပါတီတွေတစ်ခုပြီးတစ်ခုပြောင်းဟိုပါတီပြောင်းလိုက် UK UK ပြောင်းလိုက်ဟို Brexit ပါတီပြောင်းလိုက်ဥနောက်ဆုံး Reform ပါတီတွေပြောင်းလဲပြီးတော့ဟိုလုတ်ခဲ့ပြီးတော့ဒီတစ်ခါကတော့တမရဒွန်နန်ထရန့်ရဲ့အားနဲ့ယူပြီးတော့ဒီလူမှုကြီးကြပ်ရေးပြဿနာကိုရှေ့တန်းတင်ကဒီသူ့ကိုထောက်ခံနေတဲ့အင်္ဂလိပ်ပြည်သူတွေကိုဟိုမဲတောင်းတာပေါ့သူကဟိုဒီမဂါရီပုံစံကိုအတုခိုးပြီးလိုက်လို့တာပေါ့ ဲ့တော့အခုသူရေပန်းစားနေတယ်လို့ပြောတယ်ဘလောက်ထိအင်္ဂလိပ်ပြည်သူတွေကိုသူကစည်းရုံးနိုင်မလဲဆိုတာတော့တကယ်တမ်းနောက်လာမယ့်ရွေးကောက်ပွဲ၃နှစ်ကြာကြာမယ်လို့မယ့်ရွေးကောက်ပွဲမှာပဲကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့အမေရိကန်ပြည်သူတွေကတော့သမရအိုဘားမားကိုတိုင်နော်ဒီဖတ်ပြောနေတယ် အမေရိကန်နိုင်ငံကအမှောင်ခေတ်ကိုရောက်နေပြီအမေရိကန်နိုင်ငံဟာစစ်တပ်တွေကိုလည်းလူထုကြားထဲကို လွှတ်နေတဲ့သမရလူထုရဲ့ဇမရေးစောက်ရှောက်မှုတွေအာမခံကြီးတွေကိုကိုနှစ်ဆတက်အောင်လုပ်တဲ့သမရပြီးတော့လူထုတွေကိုအထိတ်တလန့်ဖြစ်အောင်ဖမ်းဆီးနေတဲ့သမရ law abiding immigrant immigrant community လို့ခေါ်တဲ့ဥပဒေလေးစားလိုက်နာသောရွှေ့ပြောင်းလာသူများရဲ့မိသားစုအတိုင်းဝန်းကိုမတရားဖမ်းဆီးနေတဲ့သမရတကဘာလုံးကိုရန်လိုက်ဖြစ်နေတဲ့သမရတကဘာလုံးကိုဒီကုံတွယ်စစ်ချက်ခွန်ဒီနဲ့လိုက်ပြီးတော့မဟာမိတ်ကိုမဟာမိတ်နိုင်ငံများကိုအနိုင်လိုက်ကျင့်နေတဲ့သူပြောသမရတ်အိုဘားမားစကားကအနိုင်ကျင့်တာလိုက်အနာကျင့်နေတဲ့သမရတ် ဲ့တော့အမေရိကန်နိုင်ငံမှာကိုယ့်ရဲ့နိုင်ငံရေးပြိုင်ဘက်တွေကိုဥပဒေကိုအကြောင်းပြပြီးဖမ်းဆီးနေတယ်သမရပြီးတော့အင်ဗီရောမှာရှိတဲ့သူ့ရဲ့ဝန်ထမ်းတွေပေါ့နော်သူ့ရဲ့အကြံပေးတွေကလည်းပြောချင်ရပြောပြီးလှုပ်ချင်ရလှုပ်နေတယ်သမရဆိုပြီးတော့ဝေဖန်သွားတယ်အဲ့တော့သမရဒေါ်နန်ထရန့်ကိုလာတာအာနာရလာတယ်မဂါရီကမေးပေးလိုက်တယ် ဒီနေရာမှာအမေရိကန်ရဲ့နိုင်ငံရေးစနစ်ကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းနားလည်ဖို့လိုတယ်အမေရိကန်က divide ဖြစ်နေတယ်အမေရိကန်ကနှစ်ပါတီအုပ်ချုပ်ရေးရှိတယ်အဲ့တော့ဒီမိုကရက်တစ်25ပြည်နဲ့နီပါနဲ့ရီပါဘလီကန်25ပြည်နဲ့တို့ဒီမိုဒီမိုကရက်တစ်တစ်ဝက်ဒီတို့မို့ရင်လေဒီပြည်နယ်ရပါတော့ဒီဒီရီပါဘလီကန်ပြည်နယ်တစ်ဝက်ရှိနေတဲ့နိုင်ငံဖြစ်တယ်ပြောချင်တာညီဘယ်လန့်ဖြစ်နေတယ် အဲ့ဒါကအထက်လွတ်မှာတွေ့ရတယ်အထက်လွတ်တော်မှာဒီတပြင်းနယ်ကိုအမှတ်2ရောက်ထက်လွတ်တော်အမှတ်2ရောက်ဆိုတော့ပြင်းနယ်90မှာအမှတ်100ပေါ့အဲ့တော့အမှတ်100ဖြစ်တာဖြစ်တဲ့အတွက်ဒီပြင်းနယ်တကြီးကြီးသေးသေးနဲ့မဆိုင်ဘူးเนาะအဲ့တော့အထက်လွတ်တော်မှာအမြဲတမ်းဘသူကသာလဲဆိုရင်အမြဲတမ်း51 49 51 48 53 59 တခါတည်းကြရင်49 49ပုံစံနဲ့တောင်ရှိတယ်50 49လောက်ရှိတယ်အဲ့လိုမျိုးတယောက်နှစ်ယောက်အသာနဲ့ပဲရှိတာဖြစ်တဲ့အတွက်အမေရိကန်နိုင်ငံမှာဒီနှစ်ဖက်ပါတီက မျှနေတယ်ပေါ့နှစ်ပိုင်းကိုယ်နေတာပေါ့အဲ့တော့အောက်လွတ်တော်ကကြတော့လူဦးရေစူးစမ်းနေသွားတာဥမာအထက်လွတ်တော်ကပြည်နယ်သေးလဲနှစ်ယောက်ရတယ်ပြည်နယ်ကြီးလဲနှစ်ယောက်ရတယ် ောက်လွတ်တော်ကကြတော့တချို့ပြည်နယ်ကအရန်ကြီးတယ်လူကြီးချိုးစားနဲ့လွတ်တော်ကိုယ်စားလှယ်တယောက်ရွေးတာဖြစ်တဲ့အတွက်ဥမာကယ်လီဖိုးနီးယားလိုနယူးယောက်လိုတက်ဆက်လို နေရာကြီးတွေကသူကလွတ်တော်ကိုယ်စားလှယ်ပိုရတယ်အဲကြောင့်နယူးယောက်နဲ့ကယ်လီဖိုးနီးယားကိုစီးထားတဲ့ဒီမိုကရက်တွေကအထက်လွတ်တော်မှာအောက်လွတ်တော်မှာလွတ်တော်အမှတ်ပုံများတယ်တက်ဆက်လိုနေရာကိုစီးထားတဲ့လွတ်တော်ဒီရီပါဘလင်ကကြတော့သူတို့သူလည်းလွတ်တော်များတယ်အဲ့တော့အဲ့လိုသွားနေရင် ဂျားပြည်နယ်ပေါ့နော်ဂျားပြည်နယ်ခုနှစ်ခုကကြတော့ तू ကဒီမိုကရက်ကတခါနိုင်လိုက်ရီပါဘလင်ကတခါနိုင်လိုက်နေစွင်းစတိတ်လို့ခေါ်တယ်အဲ့ဒီပြည်နယ်ခုနှစ်ခုကပဲရွေးကောက်ပွဲတွေကိုဆုံးဖြတ်နေတာများတယ်အဲ့ဒီထဲမှာမှအမေရိကန်နိုင်ငံရဲ့နိုင်ငံရေးစနစ်မှာဒီမိုကရက်ပါတီဝင်တဲ့ဒီမိုကရက်ထောက်ခံတဲ့လူကရာသပ်ပံဒီမိုကရက်ပါတီကိုမဲပေးမယ်လို့သူကဆုံးဖြတ်ပြီးတော့မဲပေးကြသလိုရီပါဘလင်ကို ထောက်ခံပြီးဒီပါဘီကိုရာသက်ပံမဲပေးမယ်လို့ဆုံးဖြတ်ထားတဲ့ပြည်သူတွေကလည်းရီပါဘီမဲပေးပေးတာဒါဆိုရင်သူတို့နှစ်ယောက်ကညီနေတာဖြစ်တဲ့ဘသူက အနိုင်ရှုံးကို လုပ်နေတာလဲဆိုရင်ဂျားကနေပြီးတော့ independent လို့ခေါ်တဲ့ဘယ်ပါတီဝင်မှမဟုတ်ပဲဂျားကန်ပြည်သူတွေပေါ့ပါတီဝင်မဟုတ်တဲ့တာမန်ပြည်သူတွေကနေပြီးတော့သူတို့က republican ပဲကိုရင်ရင် republican နိုင်သွားမယ်သူတို့က republican ကိုမကြိုက်လို့ democrat ကိုရင်ရင် democrat နိုင်သွားမယ်အဲဒါကြောင့်သူတို့ရွေးကောက်ပွဲတွေမှာ အဓိကမဲဆွဲတာက ကိုပြည်သူတွေတဲ့ကိုကို ထောက်ခံနေတဲ့ပါတီဝင်တွေတဲ့ဂျားပြည်သူတွေကိုသူတို့ရဲ့ policy တွေချပြီးမဲဆွဲကြတယ်ပြီးတော့တခါကိုပြာတီကကိုကိုထောက်ခံတဲ့လူကမဲထွက်ပေးဖို့အတွက်မဲဆွဲရတယ်ဒီမိုကရေစီစနစ်မှာမဲမပေးရင်လည်းဘာမှမဖြစ်ဘူးလေအဲ့တော့ပြည်သူတော်တော်များများကမဲထွက်မပေးကြဘူးအဲ့တော့ဒီမိုကရက်ကထောက်ခံတဲ့လူကမဲထွက်မပေးဒီမိုကရက်ရှုံးသွားပြီး Republican ထောက်ခံတဲ့လူတွေက Republican ကိုမဲထွက်မပေးရင် Republican ရှုံးသွားမယ်ဒါကြောင့် ကိုယ့်ရဲ့ပြည်နယ်မှာ ကို့အမာခံဒေသတွေမှာကို့ကို ထောက်ခံတဲ့နေသားတွေမှာအကိုလူတွေကိုလည်းမဲထွက်ပေးဖို့အတွက်မဲဆွဲရတယ်ပြီးတော့ဂျားကအင်ဒီပန်ဒန့်တွေကိုမဲဆွဲရတယ်အဲ့တော့ရွေးကောက်ပွဲတစ်ခုကသမရရွေးကောက်ပွဲဖြစ်ဖြစ်လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲဖြစ်ဖြစ်ဂါဗနာရွေးကောက်ပွဲပဲဖြစ်ဖြစ်ကို့ကိုထောက်ခံတဲ့လူတွေကိုကို့ပါတီဝင်တွေနဲ့ကို့ကိုထောက်ခံတဲ့ပါတီဝင်တွေကိုလည်းမဲဆွဲရသလို ဂျားကနေဘယ်ပါတီမှမသိဘဲနဲ့ဘယ်ဘက်ရင်းမှမသိတဲ့ independent လို့ခေါ်တဲ့အဲ့ဒီလူတွေကိုလည်းမဲဆွဲရတယ်။အဲ့ဒီတော့အဲ့ဒီမဲတွေနှစ်ခုရရင် ကိုပါတီကလည်းကိုကိုမဲထွက်ပေးမယ်။ဂျားမှရှိတဲ့ဒီ independent တွေကလည်းကိုကိုထောက်ခံရင်ကိုနိုင်ပြီပဲ။အဲ့ဒါမျိုးနဲ့အမေရိကန်မှာဘာတပြန်ဂျားတပြန်ဒီမိုကရက်တလက် Republican တလက်အုပ်ချုပ်နေကြတာ။လွတ်တော်မှာလည်းတူတူပဲအောက်လွတ်တော်အထက်လွတ်တော်နော်သမ္မတရွေးကောက်ပွဲမှာဘာတပြန်ဂျားတပြန်ဖြစ်နေကြတာ။အေးရနေမှာအပြန်လှန် ဥပဒေတွေဆွဲကြတယ်အပြန်အလှန်လုပ်ကြတယ်အဲ့ဒီမှာတရားသူကြီးချုပ်တွေခန့်ကြတယ်ပြည်နယ်တရားသူကြီးတွေခန့်ကြတယ်ဖက်ဒရယ်တရားသူကြီးတွေခန့်ကြတယ်ရှေ့နေချုပ်တွေရွေးကြတယ်ဒါမျိုးတွေပေါ့လေအဲ့တော့ပြီးခဲ့တဲ့သမရရွေးကောက်ပွဲမှာကကြတော့သမရကသူ့ပါတီဝင်နဲ့သူ့ကိုမဂါထောက်ခွာတဲ့လူတွေအားလုံးသူ့ကိုအပြည့်အဝမဲထွက်ပေးအောင်စီရင်လိုက်နိုင်တယ်လို့ဟိုဘက်ပါတီက ဂျားပြည်သူတွေပေါ့အင်ဒီပန်ဒန့်တွေကဟိုဘက်ပါတီကဒီမိုကရက်ပါတီကတချို့သောသူများကိုပါ သူ့ကိုမဲပေးအောင်မဲဆွယ်စည်းရုံးလိုက်နိုင်တယ်အဲ့ဒီထဲမှာမြန်မာနယ်ပွားတွေအများစုလဲအမနာထော်နန်ထွန့်ရဲ့မဲဆွယ်စည်းရုံးမှုကိုယုံကြည်ပြီးမဲပေးလိုက်ကြတယ်အထူးသဖြင့်တိုင်းရင်းသားတွေပေါ့တိုင်းရင်းသားမြန်မာနယ်ပွားတော်တော်များများအမနာထော်နန်ထွန့်မက္ကာကိုမဲပေးလိုက်ကြတယ်အဲ့တော့ အဲ့ဒီကနေမှဘလို့အကြောင်းရနေဖြစ်ဖြစ်အသေးချာကမဲတပြားနဲ့သမရတော်နဲ့ထွက်ရင်အရေးချင်းကြောင့်သူ့ကိုယုံကြည်ပြီးမဲပေးလိုက်တဲ့အခါမှာသူတကယ်အုတ်ချုပ်ရတဲ့အခါမှာ ကိုလာရှိသွားပြီဒီကိုလာဆယ်လအတွင်းမှာသူ့ရဲ့အုတ်ချုပ်မှုနဲ့သူ့အစိုးရအဖွဲ့ရဲ့ဒီအရှင်နေပေါ့ဗျာနော်ဒီအဲ့ဒီအရှင်နေပေါ့အီလွန်မတ်စ်ကအစပေါ့ဖြစ်လာတဲ့ဥစ္စာတွေနော် နော်တော့ဒီဖြုတ်ထုတ်တတ်တွေပေါ့ဗျာနော်အဲ့ဒီကနေမှအခုဖြစ်လာတဲ့ဒီရေခဲတုံးကိစ္စတွေဖမ်းနေဖမ်းနေစီးတဲ့ကိစ္စတွေအဲ့ဒီကနေမှအခုဆိုရင်ဒါတို့ဒီပြောတဲ့ bit beautiful bay လို့ခေါ်တယ်တို့ budget ကိစ္စတွေအဲ့ဒီကနေမှအခုဆိုရင်ဒါဒီဒီဂျမိုင်းအာမကန်အိုဘားမားကဲကို insurance ပေါ့နော်ဂျမိုင်းအာမကန်ပေးမဲ့ကိစ္စကိုအစိုးရကစိုက်ပေးထားတဲ့ credit test credit ဆိုတဲ့ ့ Obamacare affordable care ဘောနော်ဒီ tax credit တွေကို ဖြတ်တောက်တဲ့ကိစ္စတွေ food stamp ကိုဖြတ်တောက်တဲ့ကိစ္စတွေနောက်တိုက်ပြည်မှာမငြိမ်သက်မှုတွေနဲ့ဇက်တွေမှာဖြစ်နေတဲ့ကိစ္စတွေလေးစိတ်တွေမှာဖန်းစီနေတဲ့ကိစ္စတွေနောက်ရိုးရင်းစန္ဒမှုတွေဆန္ဒပြမှုတွေပြဿနာတက်နေမှုတွေနဲ့အမေရိကန်တနိုင်ငံလုံးပြည်သူတွေမြေဝါထင်ထင်ဒီကိုလာတွေမှာ တွေးလိုက်ရပြီအဲ့ဒီခေတ်မှာပဲနိုင်ငံခြားရေး policy တွေနဲ့တကဘာလုံးကို နိုင်ငံတိုင်းနိုင်ငံတိုင်းကိုအခွန်တိုးကောက်မယ်ဆိုပြီးတော့သမရဥပမာစကားနဲ့ပြောရင်အနိုင်ကျင့်ပြီးတော့အခွန်တွေတိုးကောက်တဲ့ကိစ္စတွေဒေယုနိုင်ငံကိုစိန်ခေါ်တဲ့ကိစ္စတွေယူကရိန်းကိစ္စနော်ဂါဇာကိစ္စအီရန်ကိစ္စပြဿနာပေါင်း16000တွေအဲ့ဒါတွေအားလုံးကိုအမေရိကန်မဲဆန္ဒရှင် ပြည်သူများကမျက်ဝါးထစ်ထင်တွေးလိုက်ရပြီအပြောင်းလဲတွေလည်းအများကြီးဖြစ်တယ်ကာကွယ်ရေးဝန်ကြီးဌာနကိုစစ်စစ်ဝန်ကြီးဌာနဆိုပြောင်းနေတာတွေ တကဘာလုံးမှရှိတဲ့ကာကွယ်အဲသူစကားကိုနားမထောင်နဲ့တမတော်ကအကြီးကဲတွေယာတုကဖြုတ်ပြတာတွေအစည်းဝေးတွေခေါ်ပြီးတော့ခိုင်းစေတာတွေမျိုးစုံပေါ့အပြောင်းလဲတွေအွေတွေပြီးတော့ပြည်သူတွေနေတဲ့မြို့တွေမှာကနာတော်ကဒီရာဇဝမှုကိုအကြောင်းပြဆန္ဒပြပွဲတွေကိုမတိမနေမှုကိုအကြောင်းပြပြီးတော့စစ်တပ်လွှတ်ပြီးတော့စစ်တပ်ကသူကိုယ်တိုင်အုပ်ချုပ်လို့ရတဲ့အတွက်ဖက်ဒရယ်စစ်တပ်ကြီးလွှတ်ပြီးတော့အုပ်ချုပ်ခိုင်းတာတွေဖက်ဒရယ်ကနေပြီးတော့ဒီဒီလာဘက တက်ကြီးကိုလွတ်ပြီးတော့ဒီတရားမဝင်နေတဲ့လူကိုဖမ်းမယ်ဆိုတဲ့အကြောင်းပြချက်ကနေဒီသူ့ရဲ့အာဏာအရှိန်အဟောင်းကို ပြတဲ့ပုံစံနေအဲ့ဒါဒီအားလုံးကိုအမေရိကန်ပြည်သူနဲ့တကမ္ဘာလုံးကမျက်ဝါးထင်ထင်တွေ့လိုက်ရပြီတဲ့အခါမှာနင်းတို့ဒီလက်ရဇွန်ပါတီလက်ရခေါင်းဆောင် မကာကိုမဲပြီးရင်ဒါတွေခံစားရမယ်ဆိုတာကိုမျက်ဝါးထင်ထင်တွေ့လိုက်ရပြီတဲ့အခါမှာအဲ့တော့လက်ရဇွန်ပါတီကိုမဲပေးပြီးလိုက်ရင်အမေရိကန်မှာဖြစ်ပျက်နေတဲ့အတိုင်း ဖြစ်တော့မယ်ဆိုတာကိုဒီမိုကရေစီကဘာကြီးဖြစ်တဲ့ဥရောပသားတွေမျက်ဝါးတွေတွေ့လာတဲ့အခါမှာ